ကျွန်တော်တို့ရဲ့ပြည်သူလူထုဟာပြင်းထန်တဲ့ငလင်တန်းကိုခံစားလာခဲ့ကြရတာတပတ်တာကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်။အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးရုံမကဘဲနဲ့ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေလည်းရရှိနေကြတာဖြစ်လို့ကျွန်တော်တို့ပြည်သူအစိုးရ NUG နေနဲ့ပြည်သူများနဲ့အတူထပ်တူခံစားရပါတယ်။ပြည်သူဒုက္ခကိုအတတ်နိုင်ဆုံးအလျင်အမြန်ကူညီဖို့ကျွန်တော်တို့ကြိုးစားခဲ့ကြပါတယ်။ပြည်သူကပြည်သူကို ထောက်ပံ့ကူညီတာတွေကိုမြေပြင်မှာအမှန်တကယ်ထိတိယောက်ယောက်စီမံခန့်ခွဲအကောင့်ထဲပေါ်နိုင်ဖို့ပြည်သူ့ဘက်တော်သားတွေနဲ့ညှိနှိုင်းပြီးဆောင်ရွက်နေကြပြီဖြစ်ပါတယ်။အေဘီလာ၂ရက်နေ့အထိငလင်ဘေးတုံ့ပြန်မှုတွေရရှိထားတဲ့အလူငွေပမာဏဟာတက်သိမ်းပေါင်း18133ဒိန်း28568ကျပ်ဖြစ်ပါတယ်။ငလင်ဘေးတင့်ခဲ့တဲ့တိုင်းဒေသကြီး၃ခုပြည်နယ်တစ်ခုမှရှိတဲ့ မြို့နယ်21မြို့နယ်မှာငလင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့နေတဲ့ပမာဏဟာကျပ်သိမ်းပေါင်း8259သိန်း26000ဖြစ်ပြီးတော့လက်ကျန်ငွေကတော့ကျပ်သိမ်းပေါင်း8886သိန်း2568ဖြစ်ပါတယ်ကျွန်တော်တို့ထိထိရောက်ရောက်ဆောင်ရွက်နေကြပါတယ်ရရှိမှုနဲ့ထောက်ပံ့မှုတန်ဖိုးတွေဟာအချိန်နဲ့မျှပြောင်းလဲတိုးတက်နေတာဖြစ်ပါတယ်အားလုံးဝမ်းသာကြဖို့ဖြစ်ပါတယ်ပြည်သူများရဲ့စာနာရရောမှုနဲ့ ညီညွတ်မှုအားကြောင့်သာဒီလိုကျွန်တော်တို့ဆောင်ရွက်နိုင်တာဖြစ်ပါတယ်ဆက်လက်ပြီးလဲအရှိန်မြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြည်သူများရဲ့ရန်နှုန်းပြည့်စေနာအဆင့်အမှန်နဲ့ပါဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ညီညွတ်မှုအားကိုတကယ်ပဲကျွန်တော်လေးစားဂုဏ်ယူမိပါတယ်ထောက်ပံ့ကူညီပေးကြတဲ့ပြည်တွင်းပြည်ပနိုင်ငံရဲ့ရက်ရက်ကပြည်သူတွေကိုလည်းကျေးဇူးတင်ပါတယ်ငလင်ပေးတဲ့ပြည်သူတွေအတွက်ရန်မုံငွေကျူးစားရှာဖွေပေးနေကြတဲ့ဖွဲ့စည်းတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ် စီလုံးညီညွတ်မှုနဲ့ဆက်လက်ပါဝင်ထောက်ပံ့ကူညီပေးကြဖို့လဲတိုက်တွန်းပါတယ်ပြည်သူများကိုလည်းပါဝင်ကြပါလို့လည်းထပ်မံတိုက်တွန်းလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်